မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။မိဘပြည်သူများကိုပထမအဦးဆုံးတင်ဆက်ပေးရမယ့်အကြောင်းအရာလေးကတော့အမေရိကန်နိုင်ငံမှာဖြစ်တဲ့ဆန္ဒပြပွဲနဲ့မြန်မာနိုင်ငံမှာဒီရက်ပိုင်းဖြစ်နေတဲ့ဆန္ဒပြပွဲတွေမှာထူးခြားချက်တွေထပ်တွေ့တယ်ပေါ့နော်။အဲ့ဒါလေးကိုကျွန်မနှိုင်းချိန်ပြီးတော့ပြောပြတင်ဆက်ချင်ပါရဲ့ရှင်။ ပထမဆုံးရုပ်သံဖိုင်လေးကိုကျွန်တော်ပြသပါမယ်ရှင်။ဒီရုပ်သံဖိုင်ကအမေရိကန်နိုင်ငံမှာဖြစ်သွားတာဖြစ်ပါတယ်။အခုဒီပေါ့နော်။ Nokin ဆိုတဲ့နာမည်နဲ့သူတို့စီမှာ Trump ကိုဆန္ဒပြတဲ့ကိစ္စတွေလုပ်နေပါတယ်ရှင်။အဲ့ဒီဆန္ဒပြပွဲဟာဆိုရင်ပြည်နယ်90နဲ့နေရာ2000မှာဆန္ဒပြကြတာဖြစ်ပါတယ်။လူသားပေါင်း9000ပေါ့နော်။9000တိတိပေါင်းဝင်ပြီးတော့ ဆန္ဒပြရတယ်သိရတယ်ဒါ့အပြင်ဟိုဒီလိုမျိုးပေါ့နော်နိုင်ငံနိုင်ငံမှာရှုပ်ထွေးနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆန္ဒပြပွဲတိုင်းရဲ့နောက်မှာကြိုးကင်သူဖြစ်ရှိနေတတ်တဲ့ George Soros ဆိုတဲ့ပုဂ္ဂိုလ်ကိုလည်းသူတို့အမေရိကန်လွှတ်တော်နေပြီးတော့ပေါ့နော်စစ်ဆေးဖို့အတွက်ကိုလော့ဆန်မှာပြင်ဆင်နေကြတယ်ဆိုတဲ့ကိစ္စလေးသိရပါတယ်ဒါသူတို့နိုင်ငံလက်ရှိပြောင်းလဲနေတဲ့ကိစ္စလေးပေါ့ရှင့်ဒီမိုကရေစီနိုင်ငံမှာအဲ့လိုဆန္ဒပြပွဲဖြစ်လို့ရှိရင်ကျမတို့အင်မတန်စိတ်ဝင်စားတယ်ဘယ်လိုများဖြည့်ရှင်းမလဲဆိုတာလေးကိုသိချင်တာပေါ့နော်ခုနိုင်ငံဖြည့်ရှင်းခဲ့ရတော့ကကျမတို့နှီးမျိုးစုံနဲ့ လမ်းပြမြေပုံလုပ်ခဲ့တဲ့ပုံကိုယ်တွေအခုဘယ်လိုများဖြည့်ရှင်းကြမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်လေဒီလိုကျွန်တော်လည်းရိုင်းစောက်ကြည့်တာပါရှင့်ပြီးတော့အဲ့ဒီရုပ်သံဖိုင်ကလည်းကားနဲ့တိုက်တယ်ပေါ့နော်ဆန္ဒပြရတဲ့သူဘာကြောင့်လဲဆိုတော့လမ်းပိတ်နေတဲ့အတွက်တဲ့ဒီမိုကရေစီမှာလေစီကံပြေးွားတဲ့ဒီမိုကရေစီတစ်ခုဆိုတာကိုယ့်ရဲ့အခွင့်အရေးကိုလည်းကိုယ်သိရမှာဖြစ်တော့သူများအခွင့်အရေးကိုထိခိုက်လို့မရဘူးကိုကဆန္ဒပြခြင်းနဲ့ဆိုရင်ပဲဘေးမှာရှိရဲဆန္ဒပြဝင်မှာပါဝင်လို့ခြင်းမရှိရတဲ့သူကိုနှောက်ရက်လို့မရအောင်ရှင့်နှောက်ရက်တယ်ဆိုရင်ပြည်သူတွေကလည်းဒီလိုပြန်ပြီးတော့တုံ့ပြန်တာတွေလုပ်တယ် သူတို့ဇီယာလူတွေကအသိဉာဏ်ရှိတော့ငါတို့ခွင့်ရေးကိုထိပါလာတယ်ဆိုတာနဲ့သူတို့ကပြန်တော့ပြန်လာကျမောက်နိုင်ငံမှာကသာကိုယ့်ခွင့်ရေးကိုထိပါလို့ထိမှာမှမသိကိုယ့်ကိုစော်ကားလို့စော်ကားနေမှမသိတဲ့ငင်ခံနေရတဲ့အခြေအနေတွေကြုံလာရှင့်ဒါကြောင့်ဒီမိုကရေစီဆိုတော့လိုချင်တဲ့အကြံပတ်သမားတွေကအမှန်တော့သူတို့ကလိုချင်တာမဟုတ်ပါဘူးဒီမိုကရေစီအကြောင်းပြပြီးကြမ်းဖက်နေကြတာဆိုတော့လေအဲ့ဒီကောင်းတွေကမြန်မာနိုင်ငံသားတွေအနိုင်ကျင့်လာရှင့်နိုင်ငံသားကလို့သာကျမတို့ရဲ့အခွင့်အရေးကိုနှောက်ယှက်တဲ့သူတွေကိုကျမတို့ဒီလိုပြန်ပြီးတုတ်ပြန်မယ်ဆိုရင် လူခွေသမားတွေဘာများပြောမှလည်းမသိဘူးเนาะတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရှင်အဲကိစ္စကလေကျွန်မခုပြောပြတာကအမေရိကန်နိုင်ငံကဆန္ဒပြပွဲတွေရဖြစ်စဉ်တစ်ခုမြန်မာနိုင်ငံမှာလည်းဒီရက်ပိုင်းမှာဆန္ဒပြပွဲတွေဖြစ်တယ်ရှင်ဘာမှဖြစ်တာလဲဆိုတော့စက်ရုံလေးရုံတွေမှာဖြစ်တာပါကျွန်မရုပ်သံဖန်တီးတစ်ဖန်ကိုကျွန်မပြသပါမယ်ရှင်အာရုပ်ရုပ်သက်သက်ဆန္ဒတွေပြနေတဲ့ဥစ္စာကိုအထက်မှငိမ့်နေပြီးချုပ်နေတဲ့ကောင်မတွေနင်တို့ဘာပြောချင်လဲပြောပြောလိုက်ပါဦးငါတို့တွေပြနေလဲပြစရာမလိုဘူးသူတို့ပြလို့ရှင်ငါတို့ရမှာပဲဆိုတော့တွေးတဲ့ကောင်မအဲ့ဒီအောက်တန်းသားစိတ်တတ်တဲ့ကောင်မတွေကိုပြောလာပတ်ပတ်ဆက်ဆက်အဲ့ကောင်ကနင်တို့ ေဦးတော်မီမေဘွေးကညမကလည်းတော့ကျွန်းစားတာဟုတ်ပါလားကျွန်းကျွန်းဒီမှာပြနေတဲ့ကိစ္စအထက်မှာအေးအေးဆေးဆေးနဲ့လုပ်နေတဲ့အောက်တန်းစားတွေကောင်းတယ်ကောင်းမတယ်เนาะစောက်ချက်မဆက်နေလို့ကြည်သားလားကျွန်းကပြတတ်ရဲ့အပိုင်းလေးကတော့ဆက်ယုံမှာဆန္ဒပြဖို့အတွက်ဘူးပေါင်းပါဝင်ကြတယ်ပေါ့နော်ဒါဟာမှားတယ်လို့ကျွန်မမပြောဘလို့စိတ်ခံစားကြပဲရှိရှိလူမျိုးကိုယ်ခွင့်ရေးကိုတောင်းနေပဲဖြစ်ဖြစ်ဆန္ဒပြတယ်ဆိုတော့မှားတာမဟုတ်ဘူးဒီမိုကရေစီမှာမှန်တယ်ဒါပေမဲ့ ဆန္ဒမပြခြင်းကိုကိုယ့်အကိုအထဲမှာနေတဲ့သူတွေကိုဒီလိုမိုက်ရိုင်းဆဲဆိုအရှက်ခွဲနေတာကမှားတာရှင်မိဘပြည်သူတွေအယုဒ္ဓတိုင်းကြည့်ပြီးဘယ်လိုခံစားရလဲရှင်2021မှာလည်းအဲ့လိုတွေဖြစ်ခဲ့တာနော်ဆန္ဒပြရသူတွေကပြတယ်မပြတဲ့သူတွေကိုဒုက္ခပေးတယ်ဆဲဆိုတဲ့မိုက်ရိုင်းတွေတတ်ထက်တဲ့ထိလုပ်တယ်ဆိုတဲ့ကိစ္စတွေကိုဒီမိုကရေစီကိုတန်မိုးထားပါတယ်ဆိုတဲ့သူတွေကလုံသွားကြတာရှင်အနောက်နိုင်ငံကသူတွေကဆန္ဒပြတာဘယ်လိုပဲဖြစ်ဖြစ်မိတို့ဝင်ဆိုစီကမှအများကြီးစီကန်းရှိသေးတယ်ဒီလိုအခြေအနေကိုတော့မှနိုင်ငံတော်ထိကြိုင်ပါဆိုလို့အမေရိကန်လိုနိုင်ငံမျိုးက ကြံကြံတန်တန်ကင်တွယ်နေတာကိုကျမတို့နိုင်ငံ2021ဆန္ဒပြပွဲအခုနောက်ပိုင်းဖြစ်တဲ့ဆန္ဒပြပွဲကြီးလိုက်ရင်ကိုအခွင့်အရေးထက်ကိုသူများအခွင့်အရေးကိုထိပါနှောက်ရှက်လို့စိတ်ကများနေတာအပြုတ်မူရအဲ့ဘက်ကိုသွားနေတာကိုနိုင်ငံတော့မထိမ့်သိမ်းအောင်လားရှင်ဒီလောက်ဒီစီးမဲ့ကမ်းမဲ့နဲ့သူတို့ဘောက်ဒုက္ခပေးနေတာကိုငါရဲ့အခွင့်အရေးလူအခွင့်အရေးဒီမိုကရေစီအခွင့်အရေးဆိုပြီးတော့ခေါင်းစဉ်တက်ရဲတဲ့သူတွေကတော့တတော်အဆက်တိုက်ကမရှိရလို့လို့ပဲကျမပြောချင်တယ်ရှင်ကျမပြောတာကဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့လူတွေရဲ့စိတ်နေစိတ်ထားနဲ့အမူအကျင့်တွေကိုပြောတာနော် လက်ရှိဖြစ်နေတဲ့စက်ရုံလေးုံမှာဖြစ်နေတဲ့ဆန္ဒပြပွဲတွေကိုကျွန်မရှုံချရတယ်မဟုတ်ကန့်ကွက်တာလည်းမဟုတ်ဘူးဒါတို့ရဲ့လုံဆောင်ချက်တို့ခွင့်ရတဲ့တို့တောင်းဆိုတာမှားတယ်လို့ကျွန်မမပြောဘူးလူတွေကကျွန်မတို့တခုခုပြောလိုက်လို့ရှင်ကျွန်မတို့ပြောတဲ့အပေါက်ကိုပိတ်ပြီးတော့နောက်ထပ်တစ်ပေါက်မှာကျွန်မတို့ရဲ့စကားကိုလမ်းလွဲသွားအောင်လုပ်တတ်တဲ့အမူအကျင့်တွေရှိလို့ကျွန်မတခါတည်းဗတ်ပေါင်းဆောင်တယ်ကျွန်မရှင်းပြတာခုခုတက်ဆက်တိုင်းကျွန်မဟိုက်လိုက်လုပ်ပြီးပြောနေတာကကျွန်မတို့အမူအကျင့်ကိုပြောနေတာဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့လုပ်တဲ့ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်မပြောနေတာမဟုတ်ဘူးဒါလေးတော့နားလည်သိရှိဖို့အတွက်ကိုကျွန်မတခါတည်းတင်ပြတာပါရှင့် လက်ရှိမှာအလုပ်ရှင်တွေလုံသားတဲ့ခြေထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုနိုင်ငံတော်ကလည်းဖြေရှင်းဖို့လိုတယ်အလုပ်ရှင်လုံသားတဲ့ခြေထဲမှာလည်းပေါ့နော်ညှိနှိုင်းမှုကောင်းကောင်းရှိဖို့လိုတယ်ဆန္ဒပြပွဲတွေအလုပ်သားဇက်တိုက်ဖြစ်ပွားနိုင်မယ်ဆိုရင်တော့ကျွန်မနိုင်ငံမှာရှိတဲ့စက်ရုံလုံသားတွေရဲ့ဘဝအနာဂတ်ကတော့မသေးချာမီးရာဖြစ်လာနိုင်တယ်ရှင့်အရာအလုံးပတ်ပေါင်းစုံဖန်ပြီးနေပြီးတော့ကျွန်မတို့ထောင်ချောက်လေးတဲ့ထဲပို့အတွက်စ조사နေတဲ့အင်အားစုတွေရှိနေတယ်ကျွန်မတို့ကအသည့်တိနဲ့စင်ကျင်နိုင်မှပဲတော့ကကြမှာပါရှင့်ဒါလေးဥသာကျွန်မသင်းသုံးသက်ချက်လေးနေနဲ့အားလုံးချိတ်ဆက်ပြီးတော့တင်ပြလိုက်ရပါတယ်ရှင့် မိဘပြည်သူများရှင်ကျွန်မမနေ့ကဆိုရင်အယူအဆလေးတစ်ခုကိုထည့်သွင်းပြီးတော့တင်ဆက်ခဲ့ပါရှင်အဲ့အယူဆလေးကိုကျွန်မခေါင်းစဉ်လေးနဲ့ပေးထားရပါတော့။ The Show ပူတတ်ဟူသည်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်မမနေ့က intro သဘောမျိုးတင်ဆက်ခဲ့ပါရရှင်။ကျွန်မဒီလိုမျိုး intro တင်ဆက်ရတဲ့အကြောင်းရင်းကကျွန်မကြီးကြီးမားမားပြောဆိုတင်ဆက်ပေးခြင်းနဲ့အကြောင်းရင်းတစ်ခုရှိရကြပါပဲရှင်။ NLD လက်ထက်မှာ Anidon San Suji ကိုရေးယူခဲ့တဲ့ပုံမှန်တွေမှတော့မှနိုင်ငံတော်လုံခြုံရေးကိုထိပါစေတဲ့ပုံမှန်တွေပါဝင်ပါရရှင်။ ပြောရမယ်ဆိုတော့တချို့လုပ်ငန်းစဉ်တွေ CIA နဲ့ပတ်သက်မှုတွေပေါ့နော်ဒါတွေအားလုံးနဲ့ချိတ်ဆက်ပြီးတော့ရေးယူခဲ့ရတဲ့ကိစ္စတွေလည်းတကယ်ရှိပါရဲ့ရှင်။ကျွန်မဒီနေ့ပြောပြချင်တာကတော့တချို့လုပ်ငန်းစဉ်တစ်ခုလုံးကြီးကိုကျွန်မပြောချင်တာမဟုတ်ဘူး။အဲ့ဒီလုပ်ငန်းစဉ်ထဲမှာတစ်ခုအနေနဲ့ပါဝင်နေတဲ့မီဒီယာကဏ္ဍအကြောင်းကျွန်မပြောချင်ပါရဲ့ရှင်။ဒါကြောင့်လဲဆိုတော့နိုင်ငံတကာမှာဆိုရင်လည်းရုရှားစပိုင်တို့အမေရိကန်ပေါ့နော် CIA စပိုင်တို့ဟာဆိုရင်မီဒီယာကမှအဖြစ်မီဒီယာတစ်ခုအဖြစ်သတင်းတောက်တစ်ယောက်အဖြစ်နဲ့အသွင်ယူပြီးတော့ တဲ့ရင်အယောင်းဝယ်ကိစ္စတွေသူတို့ချိတ်ဆက်ကျင်တဲ့သူတွေနဲ့လာပြီးချိတ်ဆက်သွားတဲ့ကိစ္စတွေလှုပ်ဆောင်ခဲ့တဲ့ကိစ္စအများကြီးရှိပါရဲ့ရှင့်။ကျမအနေနဲ့အခုဖော်ထုတ်ပြောပြခြင်းနဲ့အကြောင်းအရာလေးနဲ့သက်ဆိုင်တဲ့မီဒီယာကတော့ BBC ဘာမီစာဖြစ်ပါရဲ့ရှင့်။ BBC ဘာမီကိုကျမအနေနဲ့လေ့လာခဲ့တာလာပေါင်းတော်ကြားခဲ့ပါပြီ။အဲ့ဒီကနေရရှိတဲ့ data လေးတွေကိုကျမအရင်ဆုံးတင်ပြပေးပါမယ်ရှင့်။ BBC ဘာမီအစံမြို့ပပြည်သူတည်ရတိုင်းနိုင်ငံရေးချမှာအခြေစိုက်ထားတဲ့မီဒီယာဖြစ်ပါတယ်။ဒါပေမဲ့ BBC ဘာမီမှာတာဝန်ထမ်းဆောင်နေတဲ့သတင်းတောက်အချို့ဟာဆိုရင်မြန်မာနိုင်ငံမှာလက်ရှိကိုနေထိုင်ပြီးတော့လှုပ်လှုပ်ကြိုင်နေပါရဲ့ရှင့်။ ဒါကြောင့်ကျွန်မဒီသတင်းဌာနကိုရွေးချယ်ပြီးတော့သူတို့လှုပ်ဆောင်ချက်လေးတွေကိုအားလုံးသိအောင်ပြန်ပြတာဖြစ်ပါရှင့် BBC ဘာမီမှာတင်ထားတဲ့သတင်းတွေထဲမှာဆိုရင်ဇွန်လ9ရက်နေ့မှာစီနီယာပုံချုပ်ကြီးရွေးကောက်ပွဲဝင်ရဖို့ရှိနေဆိုတဲ့ခေါင်းစဉ်နဲ့သတင်းဆောင်မတစ်ခုကိုတင်ခဲ့ပါရှင့်ဒီဆောင်မားထဲမှာရေးထားတာကစစ်ပတ်ဆိုင်ရာအရာရှိတွေရဲ့နာမည်အတိအကျ၊ယာတုအတိအကျနဲ့သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကတိတိကျကျဖယ်သွင်းရေးသားထားပါရဲ့ရှင့်။ BBC အနေနဲ့ဒီလိုဆောင်မားမျိုးတွေဟာတပုတ်သေးရေးတာမဟုတ်ပါဘူးရှင့်။ဟုတ်အရှင်ကလေးကနေပြီးတော့တကယ်ကိုအတွင်းကျကျဆောင်မားမျိုးတွေကိုရေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီရှင့်။ ရေးတိုင်းမှာလည်းသူတို့စောင်းပါတယ်မှာပါပါတယ်ရှင့်ကျွန်မပြသထားပါတယ်စေယုံတဲကသတင်းရင်းနှစ်တေးစီကရပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ရှင့်ဒါတည်အောင်နောက်ထပ်စောင်းပါတစ်ခုလည်းရှိပါသေးတယ်အဲ့စောင်းပါမှာဆိုရင်ဘုကြုံကြီးမရောက်လာရဲ့အကြံပေးတွေဆိုတဲ့စောင်းပါမှာပေါ့နော်လူပုဂ္ဂိုလ်အချို့ရဲ့နာမည်တွေဓာတ်ပုံတွေကတေးကြတော့ဖော်ပြထားပါတယ်ကျွန်မခုပြသထားတဲ့အတိုင်းပါပဲရှင့် အဲ့တော့ပြီးတော့သူတို့ဆောင်းပါးထဲမှာရေးထားတာကဘိုးချုပ်မူကြီးထံကိုဒါရိုက်အကြံပေးတဲ့အခွင့်ငါးဘွဲ့တတိရှိရယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြေဘိုးချုပ်မူကြီးရဲ့နေစဉ်တိုင်းရဲ့လုံဆောင်ချက်တွေဘိုးချုပ်မူကြီးနားမှာရှိရဲ့ရုံးခန်းတွေပေါ့နော်ရုံးခန်းတွေဘယ်ရုံးဘယ်ရုံးဆိုတာတွေတိကျသိနေရယာထူးတွေလည်းတိကျသိနေရလုံဆောင်ချက်တွေလည်းတိကျသိနေရပုံစံတွေနဲ့ရေးသားထားပြီးတဲ့အပြင်ကိုဘိုးချုပ်မူကြီးပြောဆိုတဲ့စကားတွေကစားသူတို့ဆောင်းပါးထဲမှာထည့်ရေးထားတယ်ရှင်။ဘိုးချုပ်မူကြီးပြောဆိုတဲ့စကားကိုကျမတို့တော့မသိဘူး။သူ့ရုံးနဲ့မှသူပဲပြောတယ်ကျမတို့မသိဘူး။သူတို့ဘယ်လိုသိရလဲ။ဒီချက်လေးကတော်တော်အနေအများကြီးလို့ထင်ပါတယ်။သူတို့ရေးထားတဲ့ဆောင်းပါးတွေက data တွေကမှန်လားမမှန်လားဆိုတော့သူတို့ပဲသိမှာရှင်။ ဒီလိုမျိုးရေးကျင်တယ်လို့ရေးပြီးတော့ဖန်ပြီးကျင်တယ်လို့ဖန်ပြီးလို့ရပါသလားသတင်းဆောင်ပါတို့ဆိုတာကိုပေါ့နော်ကျွန်မအဲ့ဒါလေးမေးချင်တယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင် BBC ကနေပြီးတော့တင်ထားတဲ့ interview တွေကိုလေ့လာလိုက်တဲ့အခါမှာ NUG အကြံပတ်အဖွဲ့ကနေပြီးတော့ဒေါ်စင်မအောင်တို့ NUG အဖွဲ့ရဲ့သူတို့ပြီးတော့တော်တယ်သွားပြီးတော့ PDF တွေကသွားပြီးတော့ရိုက်ကွေးလုပ်ထားတယ်ရှင့် PDF တွေကိုရိုက်ကွေးလုပ်တဲ့နေရာမှာဆိုရင်တက်ထဲကဖေးသေးများဆိုတော့ခေါင်းစဉ်နဲ့ကျွန်မပြတ်တာထားပါတယ်အဲ့တင်ထားတယ်ပေါ့နော်ဒါဟာဆိုရင်တက်နဲ့ တက်ထဲမှာရှိတဲ့ရာထူးစင်လိုက်ကိုသွေးခွဲလိုက်တာပဲရှင်တက်နဲ့ပြည်သူသွေးခွဲလိုက်တာပဲတက်ထဲမှာဖရဲသည်ရဲ့အများကြီးရှိရဲဆိုပြီးတော့သူကအတိအကျကိုပြောဆိုဆွဆွဲလိုက်တာပဲရှင်အစိုးရဆုံးတစ်ခုကတော့ကျွန်မတို့နိုင်ငံမှာဘင်္ဂလီတွေကိုရိုဟင်ဂျာလို့သုံးဆွဲလို့မရအောင်ရှင်ဘာကြောင့်လဲဆိုတော့အဲ့ဒီနာမည်ဟာကျွန်မတို့နိုင်ငံရဲ့ညီကိုဖဲ့ထွက်သွားနိုင်တဲ့အထီကိုရာဇဝင်သမိုင်းကြောင့်စိုးရတဲ့နာမည်ဖြစ်တဲ့အတွက်ကျွန်မတို့ကရိုဟင်ဂျာဆိုတဲ့နာမည်ကိုလက်လက်မခံဘူးတုံးလည်းမတုံးဘူးဒါပေမဲ့ BBC မှာကြတော့ ဘင်္ဂလီတွေကိုလိုဟင်ကြဆိုပြီးတော့တည်တည်ချာချာသုံးဆွဲထားပါတယ်ရှင်အခုကျွန်မတင်ပြသွားတာက BBC Burmese ကနေပြီးတော့သူတို့ရဲ့ website တွေ YouTube channel တွေ Facebook တွေ Telegram channel တွေအဲ့ဒီနေရာတွေမှာတင်ထားတဲ့သတင်းတွေကိုကျွန်မအသေးစိတ်လေ့လာပြီးရဲ့အခါမှာထွက်လာတဲ့အချက်လက်လေးတွေပြောပြရဖြစ်ပါတယ်ကျွန်မဒီလိုပြောရတဲ့အကြောင်းရင်းရှိပါတယ်ရှင်ကျွန်မမေးခွန်းလေးထုတ်ကြံတဲ့အတွက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ BBC Burmese မှာတာဝန်ထမ်းဆောင်နေကြတဲ့မြန်မာနိုင်ငံသားမီဒီယာတမားတွေမြန်မာနိုင်ငံထဲမှာရှိပြီးတော့ကျွန်တော်တို့မီဒီယာတရားဝင်မီဒီယာတွေပြန်ကြားရေးမှာတရားဝင်မှတ်ပုံတင်ထားတဲ့မီဒီယာတွေရှိရဲ့ information group ထဲမှာလည်း BBC ဘာမီကသတင်းတောက်တွေရှိနေရဲ့ရှင့်။အဲကျမမေးခွန်းထုတ်ချင်တာကဒီ group ထဲမှာသူတို့ရှိနေတာဟာ BBC ဘာမီကမြန်မာနိုင်ငံမှာတရားဝင် media မဟုတ်လို့လားရှင့်။တရားဝင် media ပြတ်သတ်မှတ်ထားလို့လား။တခုရှိတာကမြန်မာနိုင်ငံမှာသူတို့ကတရားဝင် media မဟုတ်ဘူးဆိုပြမြန်မာနိုင်ငံသတင်းလေးတွေကိုပြည်သူတွေသိစေချင်တဲ့အတွက်သတင်းတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေမသိမှဆိုလို့ထည့်ထားရတဲ့ဆိုရင်တောင်မှကျမ BBC ဘာမီကိုဖင်ပြန်ခေါင်းလို့ပြန်လာပေါင်းများစွာကျမစောင့်ကြည့်ပြီးရှင့်။ ကျမတို့ information group ထဲမှာနိုင်ငံတော်ကကျမတို့ကိုချပေးတဲ့ပြန်ကြားရချပေးတဲ့သတင်းတွေဟာတိုင်းကျိုးပြည်ပြည်သတင်းတွေပါ။မကြောက်လဲဆိုတော့ကျမနိုင်ငံတော်ဒါရင်လုပ်နေရဲဆိုတော့ပြည်သူတွေသိစေခြင်းနဲ့အတွက်တို့ကအဲ့ group တွေလုပ်ပြီးတော့ကျမတို့သတင်းလေးတွေပေါ့နော်ချပေးတဲ့နိုင်ငံတော်ရဲ့လှုပ်ဆောင်ချက်လေးတွေကို BBC ဘာမစ်ကဘယ်တော့မှဘယ်သတင်းကိုမှမတင်ပါဘူးရှင်။ဒါဆိုရင်ဘာကြောက်အဲ့ဒီ information group ထဲမှာ BBC ဘာမစ်ကရှိနေရလဲ။ဒီ group တွေကတင်တဲ့သတင်းပေးတဲ့သတင်းတွေကိုတို့မီဒီယာမှာတင်တာလည်းမဟုတ်ပဲနဲ့ဘာလို့အဲ့ group တွေမှာတို့ကရှိနေရလဲရှင်။ ဲ့ဒီ group မှာဆိုရင်ကျမတို့ media တွေရှိနေတဲ့ group ကျမတို့ phone number တွေကျမတို့နာမည်တွေအားလုံးအဲ့ group မှာဆိုရင်မြင်နေရတယ်ကျမတို့လုံခြုံရေးအတွက်ကျမတို့စိုးရိမ်နေရှင့်ဒါကြောင့်ကျမပြောတာပါနောက်ထပ်မေးခွန်းလေးတစ်ခုကတော့ BBC ဘာမီမှာတင်ထားတဲ့သတင်းတွေဟာဆိုရင်မြန်မာသတင်းတော့ဒီပဲရှိတာရှင့်မြန်မာစာနဲ့ပဲရှိထားတာအဲ့တော့ကျမခုနကပြောတဲ့သတင်းမျိုးတွေပေါ့နော်စစ်ဘက်ဆိုင်ရာသတင်းတွေစစ်ရုံးတွေမှာရှိရင်အင်ကာစင်ရာဒူးအင်ကာစင်တွေအလိုက်ကိုရေးပြီးတော့လုံဆောင်ချက်တွေအစားရေးထားတယ်ဆိုတော့အဲ့ဒီသတင်းတွေကိုမှန်စင်းမမှန်စင်းတွေ ဒီသတင်းတွေဘာကြောင့်တင်လဲဆိုတာလေဒီရင်းပြစ်တရားရလဲဆိုတာတွေကို BBC ဘာမိကသတင်းတောက်တွေကိုမေးမြန်းဖို့အစီအစဉ်လေးများရှိပါသလားရှင်မေးမြန်းတဲ့နယ်လို့မထင်ဘူးလားရှင်ဒါလေးကနံပါတ်1မိကုန်းဖြစ်ပါရဲ့ရှင်။နောက်ထပ်မေးချင်တာကတော့ကျမနိုင်ငံမှာ PDF တို့ UNG တို့ဆိုတာအကြမ်းဖက်ဖြစ်တဲ့နိုင်ငံတော့အသိမဲ့ပြုပြီးသားဖြစ်ပါတယ်။ပြည်သူလူထုအကြမ်းဖက်လုံတဲ့အတွက်အခုဆိုရင်တပ်မတော်ကလည်းခြေမုံနေရတာ။ဒီလိုပုံကိုယ်တွေနဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေဟာဆိုရင်အကြမ်းဖက်ဥပဒေနဲ့အရေးယူခံရတဲ့ကိစ္စအများကြီးရှိတယ်။ဒီလို BBC Barnes ကပုံကိုယ်တွေကသူတို့ရှိရတဲ့နေရာထိသွားပြီးတော့သတင်းတွေယူနိုင်တယ်သူတို့ရဲ့ဒေါ်လာရုပ်အားပေးနိုင်တယ်။ သူတို့ ਨੇ အင်တာဗျူးလုပ်ခွင့်ရတယ်ဆိုတော့ဒါဟာအစံဘက်အဖွဲ့ရနဲ့ညီစွန်းနေတာတိတိပတ်သက်နေတာမဟုတ်ဘူးလားရှင်သူတို့အနေနဲ့အဲ့လိုမြန်မာနိုင်ငံမှာလာပြီးတော့မီဒီယာအနေနဲ့လုပ်မယ်ပေါ့နော်မြန်မာနိုင်ငံသတင်းတွေရှုမယ်ဆိုမြန်မာနိုင်ငံဥပဒေကိုလိုက်နာအောင်ပါပဲလေကျမတို့ကလိုက်နာရတယ်အစံဘက်တမိုင်းနဲ့ကျမတို့ပတ်လည်းမပတ်သက်ဘူးသူတို့သတင်းတွေကိုလည်းသွားပြီးအင်တာဗျူးတာမလုပ်ဘူးသူတို့ရဲ့ဟာကိုလည်းကျမတို့ supporting တော့မပေးဘူးအခု BBC ဘာမိကသတင်းတောက်တွေကသတင်းတွေယူပြီးတော့ supporting တွေပေးနေတာကမြန်မာနိုင်ငံဥပဒေကိုချိုးဖောက်နေတာမဟုတ်ဘူးလားရှင်ဒါလေးကနံပါတ်3မိကုန်လေးဖြစ်ပါရဲ့ရှင်နောက်ဆုံးမိကျင်တာလေးကတော့ ကျမလွန်ခဲ့တဲ့ကာလတခုမှာပေါ့နော်ငလင်ကိစ္စဖြစ်ပြီးရနောက်မှာဆိုရင် နေပြီးတော့မှပါတီကပုံကိုတူဦးနဲ့အင်တာဗျူးဖို့အတွက်သွားခဲ့ရဲ့ရှင်အဲ့ဒီကာလတွေကိုကျမလေ့လာလိုက်တဲ့အခါကျတော့နေပြီးတော့ VPC ဘာမီတရင်တောက်တယ်မြန်မာနိုင်ငံမှာနေနေ VPC ဘာမီတရင်တောက်တွေရောက်လာပြီးတော့နေပြီးတော့တဝိုက်ကိုရက်ကွေးလုတ်သွားတဲ့ရှင်ဒါကတော်တော်စိုးရိမ်မှုကောင်းတဲ့ကိစ္စပါပဲ VPC ဘာမီတရင်တောက်ဟာမြန်မာနိုင်ငံထဲမှာရှိနေတဲ့သူတို့ရေးထားတဲ့အတိုင်းပေါ့နော်စေယုံလေးကတရင်ရင့်မြစ်တွေဆိုရင်ဒါဟာနိုင်ငံသားကမီဒီယာတွေတရင်တွေပေးနေတဲ့သူတွေရှိရဲဆိုတဲ့သဘောပဲသူတို့ကိုယ်တိုင်ပြောထားလို့ကျွန်တော်ပြောတာနော် ပြီးတော့ဒီသတင်းတောက်ပါဆိုရင်နေပြည်တော်ရောက်လာတယ်ဒီလူတွေနဲ့သွားပြီးချိတ်ဆက်တာမဖြစ်နိုင်ဘူးလားရှင်တက်စပေါက်တွေနဲ့ချိတ်ဆက်ပြီးတော့သတင်းတွေယူသွားတာမဖြစ်နိုင်ဘူးလားဒါမှမဟုတ်သူတို့စီရောအများနဲ့သတင်းတွေပေးပို့နေတဲ့သူကိုတခုခုလာပေးတာမဖြစ်နိုင်ဘူးလားရှင်ပတ်စံဖြစ်စေငွေကြေးဖြစ်စေရွှေတုံးဖြစ်စေဒေါ်လာဖြစ်စေတခုခုပေါ့ရှင်ရှိမှာပဲလေအလကားတော့ဘယ်ဟာမှမရဘူးကျွန်တော်သိနေရပဲမိဘပြည်သူတို့ကျွန်မရှင်းပြတာလေးစာဆုံးနှားထောက်ပြီးရဲ့အခါမှာကျွန်မအနေနဲ့တန်တရားကြီးနေရလို့ထင်ပါသလားပြီးတော့ကျွန်မနိုင်ငံမှာဆိုရင်ဥပဒေထိုးရှိရပါတော့မြန်မာနိုင်ငံအစိုးရဖိဝက်ချက်အပ်ဥပဒေဆိုပြီးရှိပါရှင့် ဒေါအောင်ဆန်းစုကြည်ကျွန်မအရှိရပြောသလိုပဲဒေါအောင်စုကြည်ဖြစ်တဲ့အမှုတွေထဲမှာအဲ့ဒီဥပဒေကိုချိုးဖောက်တဲ့အမှုလည်းပါတယ်ရှင့်အဲ့ဒီဥပဒေမှာပါတဲ့အကြောင်းအရာလေးကိုကျွန်မနည်းနည်းလေးပေါ်ပြောပြချင်ပါတယ်ဒီအဥပဒေအရဆိုရင်ပြည်တော်စုမြန်မာနိုင်ငံတဝန်းလုံးနဲ့သက်ဆိုင်တဲ့အပြင်ညီသည့်ဒေသတွေမဆိုရှိတဲ့ပြည်တော်စုမြန်မာနိုင်ငံသားအားလုံးနဲ့၎င်းအစိုးရအရာတန်းအမှုတန်းအားလုံးနဲ့၎င်းသက်ဆိုင်ပါတယ်ရှင့် busy ဘာမိမှာလှုပ်လှုပ်တဲ့သူတွေကျမတို့နိုင်ငံသတင်းတွေကိုရောင်းစားပြီးတော့တစ္ဆေပေါက်လို့ရတဲ့လုပ်နေမှာဆိုရင်သူဟာမြန်မာနိုင်ငံသားဖြစ်တာနဲ့ဘယ်နိုင်ငံမှာနေနေအဲ့ဒီဥပဒေနဲ့ညှိစွန်းနေရှင့် ဒါအပြင်ဥပဒေထဲမှာရေးထားတာတချို့ပြုတ်လုခြင်းအတွက်ပြစ်ဒဏ်လေးဆိုတာရှိတယ်။တချို့လုလို့ရှိရင်ပြစ်ပေးလို့ရတယ်ပေါ့နော်။ပြီးရင်နိုင်ငံခြားတချို့နဲ့ဆက်သွဲတာအချို့သောပြစ်မှုတွေကိုကျူးလွန်တာလေ။ကျွန်တော်တို့နဲ့ရေးယူလို့ရတယ်ဒီဥပဒေရပေါ့နော်။ပြီးရခါမှာသတင်းချက်လက်တွေကိုတရားမဝင်ဆက်သွဲအကြောင်းကြားတဲ့ကိစ္စတွေလည်းဒီဥပဒေနဲ့ရေးယူလို့ရတယ်ရှင့်။နောက်ဆုံးတစ်ခုကတော့တချို့တွေကိုလက်တင်ခံခြင်းအတွက်လည်းပြစ်ဒဏ်လေးရှိပါတယ်။တချို့မှန်းသိရတဲ့ပေါင်းသက်ဆက်ဆံတဲ့သူမှလည်းပြစ်ရှိရရှင့်ဒီဥပဒေအရဆင်ပေါ့နော်။ဒီတော့မိဘပြည်သူများနဲ့တာဝန်ရှိတဲ့လူချင်းများများအနေနဲ့ကတချို့ကိစ္စလေးတွေမှာ ဘယ်ရာလေးကိုအာရုံစိုက်တယ်လဲဆိုတာလေးကိုတတိမူမူခုမင်းမင်းဖြစ်မှာဆိုတဲ့အတွက်ကျွန်မတေချာလေးအချက်လက်ဆုံးဆုံးလေးနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။ VC ဘာမိမှာတင်တဲ့သတင်းတွေကိုလူချင်းမင်းတို့သွားကြည့်လိုက်ပါရှင့်။ နိုင်ငံတော်ထင်လွဲစေမဲ့သတင်းတွေတက်မတော်ပြိုကွဲစေအောင်လှုပ်ဆောင်တဲ့သတင်းတွေအကြမ်းဖက်အားပေးတဲ့သတင်းတွေနိုင်ငံတော်ကလက်မခံထားတဲ့နာမည်တွေပေါ့နော်ရိုဟင်ဂျာဆိုတဲ့နာမည်ကိုဇက်တိုက်သုံးဆွဲနေကြတယ်ဒီရိုအရေးဆိုပြီးတော့ပေါ့နော်ဒီနိုင်ငံသားတွေဝါရှင်တန်ပြည်ကဘင်္ဂါလီဆိုတာနိုင်ငံသားပဲစမောက်တော့ကသူတို့တွေရဲ့အကျိုးစီးပွားတဲ့လှုပ်ဆောင်နေတဲ့စောင်းပါတွေရုပ်သံတွေအင်တာဗျူးတွေမှာအများကြီးပဲရှင့်ဒီတော့ BBC ဘာမင်းမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေမြန်မာနိုင်ငံမှာတော့နေနိုင်သေးတာမြန်မာနိုင်ငံဥပဒေသူတို့မလေးစားမလိုက်နိုင်ဘူးလားနိုင်ငံတော်ကသူတို့လှမ်းပြီးစီးကျက်လို့မရအောင်လားရှင့်စီးကျက်လို့မရလို့ရှင့်မနေနဲ့လေမြန်မာနိုင်ငံ ရှင်းရှင်းမြန်မာနိုင်ငံသတင်းတွေလာမယူနဲ့လေပြီးရင်တို့လောက်တမရအရှုပ်တွေကိုကျမတို့ပြည်တွင်းမီဒီယာတွေရှင်းနေရတယ်ရှင်တို့တွေကပြည်သူတွေကိုတွေးခွဲတယ်တက်မတော်နဲ့ပြည်သူကြားထဲမှာရန်တိုက်တယ်တက်မတော်နိုင်ငံတော်နဲ့အစိုးဥစားပေါ့ပြည်သူနဲ့အစိုးရကြားထဲမှာရန်တိုက်တယ်အဲ့တော့ပြည်သူနဲ့အစိုးရနဲ့တွေးခွဲလို့ရှင်ကျမတို့ကစီယုံရေးကိစ္စတွေဝင်လောက်ရတယ်ဝင်လောက်ရတဲ့အခါကျတော့ပြည်သူတချို့ကကျမတို့မုန်းတယ်ကျမတို့တချို့ကဆွဆွဲသေးရဲ့မီဒီယာသမားမပီတာဘူးတဲ့ဟိုသတင်းကိုသတင်းလို့မတင်ဆက်ဘူးတဲ့ ဟုတ်ပါလေကိုယ့်ရဲ့ဟိုယူဆချက်တွေထည့်နေတယ်ဆိုပြီးမီဒီယာသမားပြည်ပြည်သားသားနေလို့ရရအောင်လွယ်တယ်ရှင်အဲ့ဒါတရင်ကိုတရင်တိုင်းပဲတင်ဆက်မယ်ဒါပေမဲ့ပြည်သူတွေအတွက်စီးရင်ဝေးကိစ္စဘူးသူဝင်လုပ်ပေးပါလေရှင်ဒီတော့တို့ရှုပ်သမျှအောင်ကျမတို့ရှင်းနေရတယ်မတူဘူးလားရှင်ဒီလိုရှင်းရတာတော့မလူလူကူရှင်းရတာမဟုတ်ဘူးအသက်နဲ့ရင်းပြီးကျမတို့မှရှင်းနေရတာတို့ BBC ဘာမေးရတရင်တောက်တွေဘယ်တော့တော့ဘာအန်နေရမှမဖြစ်ဘူး PTSC ရဲ့နေရာလည်းသွားလိုက်တာပဲတို့ဘယ် PTSC မှရှင်းမဖြစ်ဘူးကျမတို့ကြတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့အပြင်သွားရမယ်နေဆင်းရမယ်ဆိုတော့မှတတော်ကိုတတိထားပြီးသွားနေရတယ်အခက်မတန်အသက်ခံရမှာဆိုလို့ ျမတို့ကမီဒီယာသမားရဖြစ်တဲ့အတွက်မီဒီယာသမားချင်းနားလည်ပါတယ်ဒါပေမဲ့နိုင်ငံတော်သစ္စာဖောက်တာကိုတော့ကျမတို့ဘယ်လိုမှနားလည်ပေးလို့မရပါအောင်ရှက်ကျမတို့တော်မှမီဒီယာသမားဖြစ်လာတဲ့အခါမှာနိုင်ငံတော်ရဲ့ဥပဒေတွေကိုလေးစားလိုက်နာတာ BBC ဘာမီကသတင်းတောက်တွေကလိုက်နာကြမလို့ဘူးလားရှက်ကျမတို့ဒီလိုစကားကပ်မယ်ဆိုရင်လူကြီးမင်းတို့စိတ်ဆိုးမှလည်းစိုးပါရဲ့ရှက်ဒါပေမဲ့မဖြစ်မနေမို့လို့ကျမပြောတာဖြစ်ပါရဲ့ရှက်လူကြီးမင်းတို့အနေနဲ့ကျမတို့နိုင်ငံမှာတက်ရှိုးတွေကသတင်းတောက်တွေမီဒီယာတွေရောင်းဆောင်ပြီးတော့ဝင်နေတဲ့အခြေအနေတစ်ခုမှာ မှန်မှန်ကန်ကန်ဖော်ထုတ်ပြီးတော့အရေးယူတင်ပြီလို့ထင်ပါရဲ့။အဲ့လိုမှမဟုတ်တော့ကျမတို့အချင်းချင်းတန်တရားတွေယုံကြည်မှုတိဆောက်လို့မရတာတွေပူးပေါင်းဆောင်ရွက်လို့မရတာတွေ ਨੇ ကျမတို့အားလုံးဒုက္ခရောက်သွားမှာရှင့်။နိုင်ငံတစ်ခုမှာသတင်းစီးစင်းမှုဟာအရေးကြီးတယ်။ကောင်းမွန်တဲ့ဝါဒတွေဖြန့်ချိနိုင်မှုဟာအရေးကြီးရဲ့ရှင့်။ဒါတွေဆုံးရှုံးရရင်ကျမတို့ကစစ်ရှုံးတာထက်တော်မှနိုင်ငံနစ်နာအောင်ပဲ။ဒါအပြင်မြန်မာတပ်မတော်သားတွေလည်းရန်သူပိုတိုးလာမှာရှင့်။ဒါကြောင့်ကျမအနေနဲ့အခုကိစ္စလေးကိုစ조사ပြီးတော့တင်ဆက်တာဖြစ်ပါရှင့်။ဒါကြောင့်နိုင်ငံတော်အနေနဲ့ကလည်းကျမတို့တင်ပြတာလေးကိုရေးတည်လေးနားထောင်ပြီးတော့ ၊လက်ရှို့တွေတကန်နေဥသက်တွေနိုင်ငံခြားကနေပြီးတော့စီးစင်းလာတဲ့မီဒီယာတွေဝါဒဖြန့်ချီရေးတွေကိုတားဆီးနိုင်မှုအတွက်ဥပဒေလက်နက်နဲ့ဥပဒေဩဇာနဲ့အတက်အနိုင်ဆုံးဆောက်ရှောက်ပေးပါ၊ကေတင်ပေးပါလို့လည်းကျွန်မအနေနဲ့တိုက်တွန်းပေးရစီရှင်။မိဘပြည်သူများရှင်ကျွန်မခုတွေ့ဆက်ပေးမှာကတော့အင်မတန်ရုပ်မာလာတဲ့ CRPH ရဲ့အကြောင်းတွေ့ဆက်ပေးကြပါရှင့်။2025ဇွန်လ17ရက်နေ့မှာဆိုရင်ပြည်ပြည်တွေစုဖွဲ့ထားတဲ့ CRB အဖွဲ့ကအကြမ်းဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဆိုပြီးတော့ဥပဒေတစ်ခုပြဋ္ဌာန်းလာခဲ့ပါတယ်ရှင့်။ ဒီပြဋ္ဌာန်းချက်ပေါ်မှာဗမာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများတမကအဖွဲ့ချုပ်ပေါ်တော့ဘာကာတာအနေပြီးတော့လဲအိတ်ဥပဒေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။သူတို့ကကန့်ကွက်ရှုတ်ချတဲ့စာကိုဇွန်လ15ရက်မှာထုတ်ထားဖြစ်ပါရှင်။အဲ့ဒီထုတ်ထားတဲ့စာထဲမှာဆိုရင်တဲ့ CRPH ရဲ့လုံဆောင်ချက်ကတော်လိုင်းရေးလုံဆောင်ချက်လိုအပ်ချက်နဲ့ပေါ့နော်ဆန့်ကျင်နေတယ်ပြီးတော့စီဒီယမ်လုပ်တဲ့ဝန်ထမ်းတွေကိုရေးယူမယ်ဆိုတာကဒီမိုကရေစီဆန်ကျင်ဆန်ကျုံနဲ့မညီဘူးဆိုပြီးဖော်ပြထားပါတယ်ပြီးတော့နောက်ဆုံးရေးသားထားတဲ့အချက်ကထူးခြားရခြင်းဒီဥပဒေကြောင့်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို CRPH ကတာဝန်ခံရမှာဖြစ်ပါတယ်ဆိုပြီးဖော်ပြထားပါတယ်ရှင်ဒါပြင်ကိုတက္ကသိုလ်ဆရာ တမကများကိုစားပြုကော်မတီကလည်းဒီဇော်လ15ရက်နေ့မှာပဲ CRP ရဲ့လုံဆောင်ချက်ကိုကန့်ကွက်ထားပါတယ်။သူတို့လုံဆောင်ချက်ကိုပေါ့နော်ကန့်ကွက်တဲ့အကြောင်းကိုလည်းဖော်ပြထားပါရှင့်စားရဲပါလေ။နံပါတ်1ကဒီဒေါ်လာရဲ့၄နှစ်ကျော်ကာလအတွင်းမှာတဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ဒေါ်လာရဲ့အာဏာပိုင်တွေအဖွဲ့အစည်းတွေရဲ့ပုံရိပ်ကိုပြန်လည်ညှိနှိုင်းဖို့အတွက်ရည်ရွယ်ပြီးတော့စီတန်တွေကိုခူတုံးလုပ်နိုင်ငံရေးအမျက်ထုတ်တယ်လို့သူတို့ကယူဆရတဲ့။ စီအပြေကခုလိုလှုပ်ဆောင်ချက်ကပေါ့နော်ပတ်ပေါင်းစုံနှက်ဆိုင်စာကွဲလဲမှုတွေရှိနေပြီးတော့အမုံတရားတွေကြောင့်ပြည်တွင်းပိပခတွေနဲ့ပြင်းထန်နေတဲ့နိုင်ငံတစ်ခုအတွက်ညှိညွတ်မှုကိုအထောက်ကူမဖြစ်စေဘဲနဲ့ပြိုကွဲစေနိုင်တဲ့အလန်းပေါ်ရောက်သွားစေနိုင်တယ်ပြီးတော့အစိုးရလူအဖွဲ့အစည်းတစ်ခုဖြစ်လာစေဖို့အတွက်တွန်းပို့နေရဲဆိုပြီးတော့သူရှင်းတာထားပါရှင်နောက်ဆုံးရေးသားထားတာလေးကတော့တော်လန်ရဲ့ပုံရိပ်ကိုလက်စားချေရေးကိုဦးတည်တဲ့အရာအဖြစ်နဲ့ လုံဆောင်နေတဲ့အတွက်ဒီလိုအကြောင်းပြချက်တွေကြောင့် CRPH ရဲ့ထုတ်ပြန်ချက်ဥပဒေဆိုရဟာဘောနော်သူတို့ကန့်ကွက်တယ်ဆိုပြီးရေးသားထားပါတယ်ရှင့်ပြောရမယ်ဆိုရင်ကျွန်မခုဖတ်ပြတဲ့နောက်ဖွဲ့လုံးကသူတို့ကနမောလော်လော်ပဲနမောလော်လော်ဆိုတာကဘောနော်ကျွန်တော်တို့နေဘက်မှာပြောတတ်တဲ့စကားပါရှင့်အတူတူပဲလို့ပြောတာသူတို့ကအတူတူပဲသူတို့အတူတူချင်းတော့ဒီလိုစကားထွက်လာပြီဆိုတော့လူချင်းမင်းတို့နည်းနည်းစဉ်းစားကြည့်ပါဘောနော် CRPH ရဲ့လုံဆောင်ချက်ကဘယ်လိုတက်ရောက်မှုတွေရှိနေလို့လဲ CRPH တို့ UNG တို့ရဲ့မူဝါဒအတိုင်းကို PDF ကလက်နက်နဲ့ပေါ်ဆောင်နေတာမြေပြင်မှာအခု CRPH ကဇွန်လ23ရက်နေ့မှာ ထုတ်လိုက်တဲ့အဲ့ဒီဥပဒေကအဓိကဆိုလိုရင်အပါလဲဆိုတော့ CDM မလုပ်တဲ့ဝန်ထမ်းတွေကိုအရေးယူရမယ်ပြင်းပြင်းထန်ထန်အရေးယူရမယ်ဆိုပြီးတော့ထုတ်ပြန်လိုက်တဲ့ဥပဒေရှင့်အဲ့ဒီဥပဒေထုတ်ပြန်ပြီးရနောက်မှာဆိုရင်ဒီရက်ပိုင်းမှာတင်ကိုပညာရေးဝန်ထမ်းတွေတော်တော်များများတက်ဖြတ်ခံရပါတယ်ရှင့် PDF တွေက CRPH ရဲ့မူဝါဒကိုအကောင့်ထဲပေါ်နေပြီလေ CRPH က NaN CDM တွေကိုရေးယူရမယ်ဆိုပြီးတော့မီးစိမ့်ပြလိုက်ပြီးဖြစ်တဲ့အတွက် PDF တွေကတနက်ကင်ပြီးတော့မြေပြင်မှာရှိရဆရာဆရာမတွေဝန်ထမ်းတွေကိုလိုက်တက်နေပြီရှင့်သူတို့တွေဟာဆိုရင်အချိန်ဆက်မမိကိုလုံးဆောင်နေကြပါပြီရှင့်ဒီကိစ္စတွေကိုလေ ပြီးတော့ကျမတို့ကဘာလုပ်ကြမလဲရှင်။ညာဦးမှာဆိုတော်တော်ဆိုးတယ်။ចောင်းဆရာမတွေចောင်းနေတိဝင်တက်တယ်။အိမ်တိဝင်တက်တယ်။နေအိမ်မှာနေရအမျိုးသားဆာတို့ရဲ့ခင်မုန်းကိုပါဆာတတ်ပြစ်တယ်ရှင်။ဒီလိုလုံဆောင်ချက်တွေကိုနောက်ထပ်လည်းထက်လို့အောင်မှာတည်ကြနေရရှင်။ဒီတစ်ခုနှစ်ခုနဲ့ရက်သွားမယ်ထင်လို့လားရှင်။ထက်လို့ပါ။ဘာကြောင့်လဲဆိုတော့ CIA page ကတို့ကိုနန်းစီဒီယန်တွေကိုအပြစ်ပေးရမယ်ဆိုတော့ပြောလိုက်ပြီလေ။အဲ့ဒါကနန်းစီရဲ့စီဒီယန်တွေကိုတတ်လို့ရပြီလို့ပြောလိုက်တာနဲ့အတူတူပဲလေ။ဒါကိုပီတီရဲ့အရင်ဆိုင်ကပေါ်ဆောင်နေပြီရှင်။ ကျမတို့နိုင်ငံဝန်ထမ်းတွေအတွက်ကျမစိုးရိမ်ပါတယ်ရှင်နိုင်ငံဝန်ထမ်းတွေထဲမှာဆွေးနွေးမှာတက်မိသားစုတွေဆိုတော့ဘောနော်တက်မိသားစုတွေဆိုတော့ဘလို့ဖြစ်ဖြစ်တက်ထဲမှာနေရတာလုံခြုံသေးတယ်အခြားဝန်ထမ်းတွေလည်းဒီလိုပဲဝန်ထမ်းအင်အားလေးရှိကြတယ်ဒီတော့မြေသုံးပေစိုးတွေကမှလုံခြုံသေးတယ်အစိုးရဆုံးလုံခြုံမှုကင်းမဲ့နေတာကပညာရေးဝန်ထမ်းတွေဖြစ်နေပါတယ်ရှင်ပညာရေးဝန်ထမ်းတွေကဆိုရင်အားလုံးတည်းအတိုင်းပဲဟိုသူတို့မှာဝန်ထမ်းအင်အားဆိုပြီးတော့မရှိဘူးသူတို့ကအဲ့ဒီတာဝန်ကျတဲ့ကျောင်းသားတဝိုက်မှာပဲဘောနော်အဲ့လိုမျိုးနေကြတယ်ကိုယ့်ရဲ့ကွက်မှာကိုယ်နေကြတယ်ဆိုတော့အိမ်ပြန်သွားတဲ့အခါမှာတတ်ခံရတယ်ရှင်တော့ကျမတို့အနေနဲ့ပေါ့နော် ဟိုအကြံပြုချက်တွေပါရှင်အကြံနိုင်ငံတော်တောင်းဆိုချင်တာတွေမှာပညာရေးဝန်ထမ်းတွေလည်းကျမတို့လာပြီးရှင်းဖွင့်လာရအများကြီးရှိပါတယ်သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးပေါ့နော်အဲ့ဆန္ဒလေးကိုကျမပေါင်းဆက်ပြီးတော့အကြံပြုချက်တွေနဲ့တင်ဆက်ရမယ်ဆိုတော့ကျမတို့ကျောင်းနေမှာပဲပညာရေးဝန်ထမ်းတွေအတွက်ကိုအင်ယာလေးတွေလုပ်ပေးမယ်ဆိုမသိတော့ဘူးလားရှင်ကျောင်းနေရဲ့ညီအေရီယာဆိုတာကအခြားနေရာတွေထက်ကျေပြန့်ပါတယ်ရှင်နေရာပိုလေးတွေရှိမှာပါသူတို့သူတို့ကိုဝန်ထမ်းအင်ယာလေးပေါ်ဆောင်ပေးပြီးတော့အဲ့ဒီဝင်းတစ်ခုလုံးအဲ့ဒီကျောင်းတစ်ခုလုံးရဲ့ဝင်းကိုပေါ့နော်တေချာလေးတတိုင်းလေးခတ်ပြီးတော့ လက်နက်ကင်နေနဲ့ပေါ့နော်ဒါတန့်ရောပါပဲဖြစ်ဖြစ်ရဲတပုတ်ဝင်ရပဲဖြစ်ဖြစ်ပေါ့လေသွားပြီးတော့အခုဆိုရင်ဒါပြည်သူစစ်မှုတန်းတွေလည်းခေါ်နေပြီဆိုတော့ဒီပြည်သူစစ်မှုတန်းဆဲတဲ့ကလေးတွေပေါ့နော်ရှေ့တန်းမသွားရဲတာမသွားကြင်တာဆိုရင်လည်းကြောင်းနေမှာလုံခြုံရေးတွေနဲ့လိုက်ပေးမယ်ဆိုရင်မသိမ့်တော်ဘူးလားရှင့်ကျမဒါလေးကတော့ဟိုခက်နဲ့တော်ညီအောင်ပေါ့နော်လုံခြုံရေးအနေနဲ့စီမံပေးစေခြင်းနဲ့ဆန္ဒလေးပါရှင့်ကျမတို့ကတောင်းဆိုချက်လေးပါရှင့်ဖြစ်နိုင်မယ်ဆိုတော့ဒီຢာလေးကိုပေါ်ဆောင်ပေးမယ်ဆိုတော့ကျမတို့အရင်ကကျေးဇူးတင်ပါပါရှင်။ဆီယမကြီးအကြောင်းမှာစတင်ပြီးအိမ်ပြန်ရတဲ့လန်ခရီးကအင်မတန်အနေအများနေလို့ပါရှင်။ ဒါကြောင့်တို့ကိုနေစရာလေးပါစီစဉ်ပေးတခါလေကောက်ကောက်မုံမုံနဲ့လုံလုံချုံချုံပညာသင်နိုင်မယ်ဆိုရင်တော့နိုင်ငံတော်အတွက်လည်းအကျိုးရှိမှာပါ။ကျမတို့ပညာရေးကဏ္ဍအတွက်လည်းအကျိုးရှိမှာပါရှင့်။ဒီလိုမှလည်းဆရာဆရာမတွေလည်းနောက်ကျောင်းအိမ်မှာပေါ့ရှင်။အခုကဒီလိုဇက်တိုက်တက်ဖြတ်မှုတွေနောက်ထပ်ရပ်ပေါင်းများစွာမှဖြစ်လာမယ်ဆိုရင်ဆရာဆရာမအချို့ကစာမတင်တော့ဘဲနဲ့စီဒီအန်တွေပဲလှုပ်သွားကြတယ်ဘယ်လိုလုပ်မလဲရှင့်။တချို့အလုပ်ထွက်သွားကြတယ်ဘယ်လိုလုပ်မလဲ။တိမ်မာတော့ကြောက်တယ်လေ။ ဟုတ်တယ်မှာတင်မာတော့ကြောက်တယ်လေပြီးတော့မင်းကလေးများရယ်လေကျောင်းဆရာဆရာမတွေဆိုတော့ကဆရာဦးရအနေပါတယ်ဆရာမဦးရအများပါတယ်မိသားစုတွေကတတ်တာလေဘာလို့မဆိုကျမသာကျောင်းဆရာမလေးတောင်ဖြစ်မယ်ကျမနေတဲ့နေရာမှာဒီလိုမျိုးချိန်ချောက်မှုတွေတက်ဖြတ်ခံမှုတွေရှိလာမယ်ဆိုရင်ကျမလည်းလှုပ်ထွက်မှာပဲရှင်မထွက်ရလဲရအောင်ကျမထွက်မယ်ဘာကြောင့်လဲဆိုတော့ကျမအသက်အပြင်ကိုကျမမိသားစုအသက်ကိုမှချိန်ချောက်နေပြီလေကျမဒီလုပ်ကိုစွန့်ခွာလိုက်တော့မှာပေါ့ရှင်အဲ့လိုစွန့်ခွာမှုတွေများလာရင်နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမှာဖြစ်သွားမယ်ရှင်ဆရာရှားပါမှုဖြစ်လာလို့ရှင် ကလေးတွေပညာရေးကဏ္ဍကကြဆင်းသွားမှာပေါ့ရှင်ဒါကအကျမတ်သမားရဲ့လိုချင်တဲ့ပြစ်မှတ်ပဲလေရလက်ပဲလေပန်းနိုင်ပဲလေဒီပန်းနိုင်မရောက်အောင်ဖန်တီးပြီးတော့ကာကွယ်ရမှာကကျမတို့တာဝန်သာဖြစ်ပါရဲ့ရှင့်ဒါကြောင့်ကျမအနေနဲ့သတင်းလေးအနေနဲ့အခုလိုမျိုးစုံစည်းစွာနဲ့တင်ဆက်လိုက်ရပါရဲ့ရှင့်ပညာရေးဝန်ထမ်းများကိုအထက်တန်းဆုံးကာကွယ်ဆောက်ရှောက်ပေးနိုင်မှရန်လေနိုင်ငံတော်နဲ့လုံခြုံရေးပိုင်းမှာတာဝန်ရှိတဲ့လူကြီးများများကိုကျမအနေနဲ့အထူးတောင်းဆိုလိုက်ပါရစေရှင့်မိဘပြည်သူများရှင်ကျမရဲ့သတင်းသုံးသပ်တင်ပြချက်တွေကိုရှင်ဒီမှာထားလောက်နေပဲရှင်းသားပါရစေရှင့် ကျမဒီနေ့တင်ပြသွားတာတွေကတော့မိဘဖေများအတွက်တွေးစရာနဲ့အများရှိမယ်ထင်ပါတယ်ပြီးတော့ကျမတို့တရင်ပေါ့နော်အဲဒီနားထောင်နေတတ်တဲ့အဲ့လိုမျိုးတာဝန်ရှိတဲ့သူတွေကြားမယ်ဆိုလဲစဉ်းစားစရာတွေအများကြီးတိုးပွားသွားမယ်လို့ယုံကြည်ပါရှင်ကျမတို့မီဒီယာသမားတွေဆိုတာကနိုင်ငံတော်အတွက်ကျမတို့လူမျိုးအတွက်အကျိုးရှိလောက်မဲ့ထင်တဲ့အရာတွေကိုရွေးချယ်ပြီးတော့တင်ဆက်တဲ့လုပ်ငန်းတစ်ခုပါရှင်။ဒါပြင်ကျမတို့နိုင်ငံတော်လည်းကူညီပါတယ်ရှင်။နိုင်ငံတော်လည်းကျမတို့အကြောင်းသိပါတယ်ရှင်။နိုင်ငံတော်ကနေပြီးတော့တစ်ခုခုခက်ခဲနေရဆိုရင်ပြည်သူနဲ့နားလည်မှုကြောင့်ကျမတို့တနက်ဆုံးစူးစမ်းတင်ဆက်ပေးတယ်။ပြည်သူနဲ့ အစိုးရကြားထဲမှာအထင်လွဲမှုရှိရဆိုတော့ကျွန်တော်တို့ကြေးလေအောင်လို့ဒါပြောပြရေပေါ့နော်ကိုယ့်ရဲ့စွမ်းဆောင်ရောတက်တန်ဆုံးစူးစမ်းပြီးလောက်တာပေါ့ရှင်ဒါကြောင့်ကျွန်တော်တို့တချို့အရာလေးတွေမှာရဲရဲတင်းတင်းထောက်ပြတဲ့အခါမျိုးလေးတွေမှာကျွန်တော်တို့နားလည်ပေးနိုင်ဖို့အတွက်လည်းမျှော်လင့်ပါရဲ့ရှင်ဒါလေးကိုနားလည်ပေးကြရင်လည်းကျွန်မအနေနဲ့တစ်ခါလေးတောင်းဆိုလိုက်ပါရစေရှင်ကျွန်မတင်လေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြံ့မာကြပါစေကောင်းကျိုးလိုရင်ဆန္ဒများပြေဝကြပါစေလို့ကျွန်တော်တို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သက်